န်းချင်မှာအပန်းဖြေကရေထဲစင်းပြီလို့ဝေဖန်ခံရတဲ့မေဒီလာရှင်များပြည်သူများလုံးမမင်္ဂလာပါရှင်ဘောင်မီစနောင်းကနေပြန်လဲကြုံလိုက်ပါတယ်ဒီရက်ပိုင်းနဲ့အင်တာနက်ပေါ်မှာပြန့်နှံ့ကလူပြောများနေတဲ့ဗီဒီယိုဖိုင်လေးတစ်ပိုင်းရှိပါတယ်အဲ့ဒါကတော့ကန်းချင်မှာအပန်းဖြေနေကြတဲ့မေဒီလာရှင်တွေပါမေဒီလာရှင်တွေဟာပင်လယ်ကမ်းခြေကမ်းဆက်မှာအုပ်စုလိုက်တရားထိုင်နေတဲ့ဓာတ်ပုံဗီဒီယိုတွေလမ်းလျှောက်နေကြတဲ့ဗီဒီယိုဖိုင်တွေပြန့်နှံ့လာတာဖြစ်ပါတယ်။ဒါကြောင့်မို့လဲလူတွေဝေဖန်တာတော်တော်လေးခံနေရတာပါ။ မေတ္တလာရှင်စီယာလေးတွေနဲ့ဖရာသားတော်တန်ဃာတော်တွေဟာတော်ရင်လူသူဝေးရအယက်ဒေတာတွေတော်ရင်တောင်တန်းတွေငြိမ်းချမ်းတဲ့ဖရာသာရဏာနယ်မြေတွေမှာပဲတရင်တုံတီလာဆောက်တီတရားအားထုတ်ကြတာဖြစ်ပါတယ်။ပုံမှန်ဆိုရင်တော့လူတွေတောက်စားပြောပါတဲ့ဒေတာတွေဖြစ်တဲ့ကန်းကျေဒေတာတွေမှာမတွေ့ရတတ်ပါဘူး။အခုတော့ကန်းကြီးမှာတိလားရှင်တွေအုပ်လိုက်ကြီးသွားရောက်ပြီးတော့ဓာတ်ပုံရိုင်းနေကြတာကလူပြောစရာဝေဖန်စရာဖြစ်လာတာဖြစ်ပါတယ်။ဒါကလည်းတိလားရှင်တွေဟာပြောင်းလဲလာတဲ့ခေတ်ဆက်တင်တွေနဲ့အညီဖြစ်လာတာလို့ဆိုရပါမယ်။အင်တာန က်ကင်မှာလူတွေအားလုံးနှိပါကခင်မီတိုးတက်ပြောင်းလဲလာပါတယ်။လူတွေနဲ့တူပါပဲတာရဏဝင်တန်းသီလရှင်ဆရာလေးတွေတန်ကတော့အရှင်သူမြတ်တွေကလည်းအင်တာနက်ကင်မှာပြောင်းလဲလာပြီဖြစ်ပါတယ်။ဒါပေမဲ့ခက်တာကလူတွေဟာအင်တာနက်ကင်မှာနေခြင်းတလို့နေလို့ရပါပဲ။တာရဏဝင်တန်းတန်ကတော့ရေမေသီလရှင်တွေဆရာလေးတွေကတော့စောင့်ထိုင်းရမယ့်အင်တွေတိတ်ခါပုတ်တွေများပြားနေရကြောင့်လူတွေနည်းတူလိုက်နေဖို့တော့မဖြစ်နိုင်ပါဘူး။ လူတွေလုံလုံရင်လည်းတဖြည်းဖြည်းနဲ့ဝေဖန်မှုတွေခံရတာဖြစ်ပါတယ်။အခုကမှလည်းမေတီလာရှင်ဆရာလေးတွေဟာကန်းစီမှာသွားပြီးတော့ဓာတ်ပုံရိုက်၊ဗီဒီယိုရိုက်၊ TikTok နဲ့အင်တာနက်မှာဝေမျှခဲ့ပြီးတော့လူတွေကဝေဖန်ကြတာဖြစ်ပါတယ်။အဆိုပါတီလာရှင်ဆရာလေးတွေဟာကန်းစီမှာသွားရောက်ပြီးတော့အုပ်စုလိုက်ကြီးဓာတ်ပုံရိုက်ခန်းနာကန်းဆက်ကရေပြင်မှာစုပေါင်းတရားထိုင်တာတွေလုပ်ကြတာဖြစ်ပါတယ်။ဒီအပေါ်မှာလူတွေကပြင်းထန်ဝေဖန်ကြပါတယ်။လူတွေဝေဖန်ကြတာကတော့ကန်းချီဆိုတာကပုသူရှင်တာမန်လူသားတွေတောက်စားပြော့ပါအပန်းဖြေကြတဲ့နေရာဖြစ်တယ်လို့ဆိုပါတယ်။ င်ဒီလိုနေရာမှာဒီလရှင်ဆရာလေးတွေနေနဲ့အုပ်စုလိုက်ဓာတ်ပုံအရိုက်ခန္ဓာမျိုးကမတင်တော်ဘူးလို့ဆိုကြပါတယ်အထူးသဖြင့်လူတွေကဒီလရှင်ဆရာလေးတွေဟာလူတွေနဲ့ဝေးပြီးငိမ့်ချတဲ့တောင်ပေါ်ဒေသတွေတရဏနယ်မြေတွေဖျားစီတီပထိုးတွေကိုသာသွားတင်ကြောင်းအခုတော့ဒီလရှင်ဆရာလေးတွေကကမ်းခြေမှာရေစိမ်ကြတာတွေကမ်းခြေမှာအုံဒီနဲ့လမ်းလျှောက်ကြတာတွေနဲ့လူမြင်မသိတော်တာကတော့အမှန်ပါပဲပိုဆိုတာက TikTok မှာဗီဒီယိုတင်ကြပါတယ် ဒါကြောင့်လည်းမတိနားမလဲကြတဲ့လူတွေကတိလရှင်တွေဟာသူများလူတွေငွေနဲ့ကန်းကြေသွားအပန်းဖြေတာတွေမလုပ်သင့်ဘူးလို့ဆိုကြပါတယ်။ဒါပေမဲ့တကယ်တမ်းမှာတော့ကန်းကြေမှာဓာတ်ပုံရိုက်ကြတာကမေတီလရှင်အစ်စ်တွေမဟုတ်ဘဲရန်ကုန်မန္တလေးအမြန်လန်၁၈မိုင်ဗောရိဆာယာရိတ်တာထေရီမာတို့ရွာကယောဂီတွေလို့သိရပါတယ်။ယောဂီတွေနဲ့ဆရာလေးတွေဟာလူတွေထင်နေသလိုကန်းကြေကိုအပန်းဖြေသွားတာမဟုတ်ဘဲအေယာရီတန်ဟန်ကြီးကျွန်းဘက်မှာဖျားတဲ့တာရဏာပြုပို့သွားတာဖြစ်တယ်လို့သိရပါတယ်။ဒါပေမဲ့လည်းကန်းကြေမှာအုပ်စုလိုက်ရေးတဲ့ဆင်းပြီးဓာတ်ပုံရိုက်ကြ ြတာတွေဗီဒီယိုဖိုင်တွေအင်တာနက်မှာတင်ကြတာတွေကြောင့်လူပြောများခဲ့ရပါ တချို့သောလူတွေကတော့မေဒီလာရှင်တွေကကမ်းခြေကိုမသွားရဘူးရေထဲမစင်းရဘူးလို့အမိန့်မထုတ်ထားကြအောင်အထူးသဖြင့်ကမ်းခြေဆိုတာကပျော်ရွှင်ဖို့တသက်ပဲသွားလို့ရတဲ့နေရာမဟုတ်ကြအောင်ကမ်းခြေကိုတဘာဝလေးကိုရှူရှိုက်ဖို့အတွက်ကျမ်းမာရေးကောင်းတရဏဝင်ကျမ်းတွေဖြစ်တဲ့တန်ကားတော်တွေမေဒီလာရှင်တွေကလည်းသွားတင်ကြောင်ဖော်ပြနေကြပါတယ်ဒီလိုမျိုးမေဒီလာရှင်တွေကမ်းခြေကိုသွားတာနဲ့ပတ်သက်ပြီးသွားတဲ့မသွားတဲ့အငင်းပွားနေကြတာပါဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကမ်းခြေသွားပြီးဓာတ်ပုံရိုက်ခဲ့တဲ့ဆရာလေးတွေကိုဘယ်လိုမျိုးမြင်ကြလဲဆိုတာပြော ားခဲ့ပါအောင်ရှင်အစောတိကျေးဇူးပေးတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်